မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီတောင်းညာ156ရေ89နေ3လေးရေကိုကျွန်တော်တို့ဒီအပီးခွေနဲ့မထုတ်ပဲနဲ့ကျွန်တော်တို့ဒီဟာလေးကို အကုန်လုံးကိုညှိထုတ်မှာဖြစ်ပါတယ်ဗောနော်ဒါလေးကိုအကုန်လုံးဒီပရိတ်ဒီနဲ့မရှုပ်ပဲနဲ့ပြန်ပြီးညှိထုတ်ပြီးတော့မှာဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ညှိထုတ်လိုက်တာကျွန်တော်တို့3.3မာကနန်းဒီပဲဖြစ်နေတယ်ဗောနော်9.3ဒီလည်းမာကနန်းဒီပဲဖြစ်နေတာဖြစ်ပါတယ် တော်တော်ဒီမှာ3 5ထိပ်စီရှိတယ်အနောက်မလုံးပေါင်းချင်းတောင်ညာရှိတယ်ပေါ့နော်ကောင်းတယ်ဒုတိယတစ်ခါကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတဲ့9ခွဲရဲ့နောက်ထပ်ကျွန်တော်တို့ဒီ3ညာ5 6ရဲ့9ခုနှစ်ခုနှစ်3ရဲ့ကိုထပ်ပြီးညပြပေးသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ3ည3 56 one on no ဖြစ်ပါတယ်ပေါ့နော်3ည3 56 89 3ည3 2 3 4ပေါ့နော်ဒီအောက်မှာဆိုရင်နှလုံးတာမဟုတ်၃လုံးဖြစ်ပါတယ် ဒီဘောက1တာမမဟုတ် no ဖြစ်ပါတယ်ဗောနော်ထီရင်တလုံးမထီရင်တလုံးမှမထီဘူးဗောနော်ဆိုတော့အဲ့ဒီမှာဒီဟာလေးကိုကျွန်တော်ကဒီအပြီးခွင်နဲ့မညီတော့ဘဲနဲ့အကုန်လုံးထည့်ညီတာဗောနော်ကစားကွက်ကြီးချုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒီမှာအများကြီးထွက်လာမယ်ဗောနော်အဲ့ဒီအများကြီးထွက်မှာကျွန်တော်နှလုံးပေါင်းရှင်ဘရိတ်က၃ညာနှစ်ဗောနော်โอเคကျွန်တော်ဒီနှလုံးပေါင်းရှင်ပြိနှလုံးပေါ့เนาะဒီ8889လေးမှာ၄တလီလေးပေါ့เนาะ၄နဲ့ဒီ9ပေါင်း73 3နဲ့9ပေါင်းတာ ရှိကောလေးနောက်ထပ်နေ့နဲ့ပေါင်းရှင်း38တုံညာပြိတ်ပေါ့နော်နှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်9630ရဲ့အတွက်9နဲ့3ပေါင်းတာ8နောက်ထပ်တစ်ကြိမ်မှာအစ်300ရတယ်ပေါ့နော်68000ရဲ့အတွက်69ပေါင်းတာ73ခွန်900ရတယ်နိနိခွန်ဆိုရဲ့အတွက်နိခွန်ပေါင်းတာ9 388မှာ3နဲ့10ပေါင်းတာ71တုံတုံညာ9မှာတုံညာနဲ့9ပေါင်းတာ9 39နိမှာကျွန်တော်ဒီ3နဲ့ဒီ9နဲ့နိပေါင်းရှင်းအခွန်3နဲ့နိပေါင်း5ဆိုပြီးတော့ပေါင်းရှင်းအတန်တစ်ခုပေါ့နော်ဒီမှာတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ပြခဲ့တဲ့ဘက်မှာဒီလက်လျှောက်ကိုယူထားတာပေါ့နော်လက်လျှောက်မှာဆိုရင်ရှေးကိုရှေးဆိုရဲအတွက်ဒီရှင်းနဲ့ရှေးပေါင်းရှင်းက16ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲ့မှာဆိုရင်ကွာပေါင်းရှင်းတို့ထည့်တယ်ပေါ့နော်ဒီ3နဲ့6ပေါင်းရှင်းကွာပေါင်းရှင်းကို6နဲ့6ပေါင်းတာ7နဲ့9နဲ့10ပေါင်းတာ7 6နဲ့6ပေါင်းတာ7နဲ့10နဲ့10ပေါင်း16ဒီမှာဆိုရင်3ည2ဆိုပြီးဖြစ်ပါတယ်ပေါ့နော်3ည2ဆိုပြီးဖြစ်ပါတယ်ဆိုတော့ကွာပေါင်းရှင်းလားပေါ့နော်ကွာပေါင်းရှင်းဆယ်ဦးမလားပေါ့နော်ကျွန်တော်ဒီ အဲ6ချောင်းက3ချောင်းအနီးစာပြီးတော့ကွာပေါင်းရှင်းဖြစ်ပါတယ်။နောက်ဆိုရင်အဲ့ဒီ3ညနေ့ရဲ့နောက်ထပ်ကွာပေါင်းရှင်းတစ်ခုကနှလုံးပေါ့နော်။ဒါက2မျိုးပေါ့နော်ကျွန်တော်ပြင်ရှင်းဖြစ်ပါတယ်။နံပါတ်20 21အနီးပေါ့တော့အဲ့မှာနိနံပါတ်1နဲ့နိနံပါတ်2နဲ့ဖြစ်ပါတယ်။ဒီနိနံပါတ်1မှာခွန်ခွန်6ဆိုတဲ့ဒီခွန်နဲ့ခွန်ပေါင်းရှင်းက4ပေါ့နော်။နောက်ထပ်တစ်ခုကဒီ6ခွန်ထက်ကခွန်နဲ့6ပေါင်းရှင်းဒီ16ဆိုပြီးဖြစ်ပါတယ်။ ဒီနှစ်ခွန်ရဲ့ကိုးတုံညာရဲ့မှာကျွန်တော်နှလုံးပေါင်းရှင်အနေနဲ့ဒီခွန်နဲ့တုံညာနဲ့ပေါင်းရှင်ကခွန်ဒီတုံညာနဲ့တုံညာနဲ့ပေါင်းရှင်ကတုံညာဆိုပြီးဖြစ်ပါလေပေါ့နော်ဒီနှစ်ခွန်၃လေးမှာဆိုရင်လည်းကျွန်တော်ဒီပါအဲဒီ၃ခွန်ခွန်ဒီကနေ၃လုံးပေါင်းရှင်ခွန်ပေါ့နော်ဒီကနေ၃လုံးပေါင်းရှင်ခွန်ဒီအနောက်တစ်ခု၃လေးထက်ကတော့ဒီခွန်ခွန်ပေါင်းရှင်၁၄ဆိုပြီးဖြစ်ပါလေပေါ့နော်ဒါ၃လုံးပေါင်းရှင်ပြိုက်ကိုအပါတာမန်ဖို့နှလုံးပေါင်းရှင်ပြိုက်ကိုအပါဖြစ်ပါလေပေါ့နော် အိမ်မှာအကင်ကြီးအနေစားပြီးတော့တောက်ချောင်းဖြစ်ပါတယ်โอเคကျွန်တော်ဒီ6 9 6တစ်ကြိမ်မှာဆိုရင်လည်း6နဲ့6ပေါင်းတာဆက်နေပါတော့ဒီ6နဲ့ဒီ6နဲ့ပေါင်းရှင်းဒီနေဖြစ်ပါတယ်နောက်တစ်ခုမှာကြတော့ဒီ69 6ဆိုရတဲ့ကနန်း3လုံးပေါင်းရှင်တိပရိဖြစ်ပါတယ်ဗောနော်ဒီ69 8တိပရိမှာလည်းကျွန်တော်ဒီ8ရ9ရနှလုံးပေါင်းရှင်9ပရိဖြစ်ပါတယ်ဒီ69 8ဆိုရတဲ့ကနန်း3လုံးပေါင်းရှင်5ဖြစ်တယ်လို့ ဒီရှင်းနဲ့ရှင်းပါလေ6ဆိုပြီးတော့အာတုံးလုံးပေါင်းရှင်းပရိတ်ကိုနှလုံးပေါင်းရှင်းပရိတ်ကိုပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်3 8 5 6ဆိုပြီးဖြစ်ပါလေခင်ဗျာဒါပင်ရှိပေါ့နော်တုံညာနေ့ရ3 6ရ5 6ရပေါ့နော်ဒီဟာနဲ့ထပ်ညီးလိုက်တာဖြစ်ပါတယ်တုံညာနေ့3 8 5 6ဒါပရိတ်လေးဟုတ်တယ်နှလုံးပေါင်းရှင်းလေးဟုတ်တယ်ပေါ့နော်ဒါလေပရိတ်လေးဟုတ်တယ်နှလုံးပေါင်းရှင်းလေး ရိလေးဟုတ်တယ်ပေါ့နော်အဲ့မှာကျွန်တော်ကြံနေတာကဒီ9ခွန်8ကြံနေတယ်ပေါ့နော်9ခွန်8ကြံတာဖြစ်ပါတယ်ဒါအာရင်ပိုကောင်းတယ်ပေါ့နော်9ခွန်8ရဲ့3ခွန်3 3ခွန်3ကပါပိတာဖြစ်ပါတယ်ပေါ့နော်ပြီးရင်9ခွန်3 9ခွန်3ကလည်းပါပိတာဖြစ်ပါတယ်ဒီနှစ်ခုကပါနေပြီပိတာပေါ့နော်နောက်ထပ်တစ်ခုက6ခွန်3ဖြစ်ပါတယ်ဒီ6ခွန်3ကတော့ကျွန်တော်အာနေကနန်းတွေလွှတ်လိုက်ရင်ဒီ6ခွန်3တကွယ်ပဲကြံတယ်ပေါ့နော်6ခွန်3တကွယ်ပဲကြံတယ် ပြီးတော့ဒီဟာလေးဒီပေါ့နော်383ရယ်683ရယ်ကြမ်းမယ်ပေါ့နော်โอเคနောက်ထပ်တစ်ခုကကျွန်တော်ရှင်းရှင်းလေးအပူကြံနေတာဖြစ်ပါတယ်ရှင်းရှင်းလေးရယ်484ရယ်ပေါ့နော်ပြီးရင်493ရယ်382ရယ်ဖြစ်ပါတယ်382ရယ်3ည23ရယ်ဆိုပြီးဖြစ်ပါတယ်ဒီဟာလေးပြကြနေပါတော့ဒါအကုန်လုံးညီလိုက်တာဖြစ်ပါတယ်ဒီပြိနေပါတော့၃ညနေရ၃ရက်၅ရက်ထန်းညီလိုက်တော့ဒီဟာလေးပြကြနာဖြစ်ပါတယ် ဒါလေးကိုကျွန်တော်မိတ်ဆွေများအားထားတင်တယ်ပေါ့နော်အားသာတင်ပို့ပြီးတော့ခေါင်းတယ်ကျွန်တော်တူနေတာကကျွန်တော်ဒီ3ခွန်3ခွန်တူတယ်5ခွန်3ခွန်တူတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ6ခွန်3ခွန်ကတော့ကျွန်တော်အဲလွတ်လိုက်ရင်ပေါ့နော်အာနေကနန်းတွေလွတ်လိုက်ရင်ကျွန်တော်တို့ဒီ6ခွန်3ခုပဲကြံနေပေါ့နော်ဒီအောက်ခြေမှာဆိုရင်ဒီ 3ခွန်3 33ခွန်ဒီကျွန်တော်မွေးကနန်းနဲ့ရှိတယ်ဗောနော်တနောထကျွန်တော်9ခွန်3ဆိုတော့ဒီ9ဒီကျွန်တော်9တုံညာ45ကတော့ပင်ရှင်အာနေထဲမှာရှိတယ်ဗောနော်ပင်ရှင်အာနေကနန်းထဲမှာကျွန်တော်9တုံညာ45ပါနေတယ်ဆိုတော့ဒီ9ဗောနော်ဒီမှာ9သလုံးညီနေတဲ့အတွက်ကျွန်တော်90ရခိုင်နှုန်းဗောနော်ဆိုတော့ဒီဟာလေးကိုကျွန်တော်ထန်ကြီးလိုက်တဲ့အချိန်မှာ9ခွန်8 3ခွန်3 9ခွန်3 6ခွန်3 8 8 4 4 4 9 9 3 သုံးရှိနှစ်သုံးနာနှစ်တောင်းတောင်းပြိဋ္ဌာန်600တိဘူးပေါ့နော်။အဲဒီကျွန်တော်တို့ကနောက်ထပ်ပြိဋ္ဌာန်ထပ်ရှုံမယ်ဆိုရင်တင်းနှက်ွယ်ရတယ်ပေါ့နော်။ကျွန်တော်ပြိဋ္ဌာန်ကပေါ့နော်။သုံးလုံးပေါင်းရှင်ပြိဋ္ဌာန်ပေါ့နော်။သုံးလုံးပေါင်းရှင်ပြိဋ္ဌာန်ကကြတော့ကျွန်တော်တို့ပုံတူပေါ့နော်။ပြိဋ္ဌာန်6လုံးနှီး1မျိုးပုံတူဖြစ်ပါတယ်ခင်ဗျာ။အဲဒီမှာဆိုရင်ကျွန်တော်တို့ပုံတူက၃ည နင်းငါ6ရှင်ဆိုပြီးရတယ်ပေါ့နော်ပရိကတုံညာနင်းငါ6ရှင်ဖြစ်ပါတယ်အဲ့ဒီမှာတော့တုံညာနင်းတုံငါပရိရှင်းရှင်းနစ်ဒီရှင်းပရိနဲ့ရှင်းလေးဒီကျွန်တော်6ပရိပေါ့နော်9 30နင်းနဲ့ဒီလေးပေါင်းရှင်း6ပရိပေါ့နော်အဲ့ဒါလေးတွေရှိပါတယ်ပြီးရင်ကျွန်တော်ရှင်းနစ်ကွာပေါင်းတာဖြစ်ပါတယ်ပေါ့နော်သိစီနဲ့အပိနဲ့ကွာပေါင်းရှင်ပရိက3ည4 9ဆိုပြီးရတယ်ပေါ့နော်ဒါပရိ6လုံးစီရှိတာဖြစ်ပါတယ် ရိတ်ချောင်းလုံးနီးနှမျိုးပုံတူအရာပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီရှိခုရှိတဲ့ချိန်မှာတော့သူဆက်ပြီး OK သွားခဲ့တဲ့နီးအဆက်ပေါ့နော်ဆိုတော့အဲ့ဒီမှာကွာပေါင်းရှင်ပရိတ်က3.9ကိုဆိုပြီးဖြစ်ပါတယ်နောက်ထပ်အရှိနှလုံးပေါင်းရှင်ပရိတ်ဖြစ်ပါတယ် HD ပေါ့နော် HD ဆိုတာကျွန်တော်တို့ဒီအရှိနှလုံးပေါင်းတာဖြစ်ပါတယ်အရှိနှလုံးပေါင်းရှင်ပရိတ်က3.9ရဲ့နီးရဲ့6ရဲ့ဆိုပြီးဖြစ်ပါတယ် အရှင်းနှလုံးပေါင်းရှင်းကတော့ညာညရှိစုပြီးပုံတူရတယ်ပေါ့နော်ညနှမျိုးဖြစ်ပါတယ်ခင်ဗျာဒီနောက်ပြီးမှလည်းကျွန်တော်ပြပေးထားမယ်ပေါ့နော်โอเคနောက်ထပ်တစ်ခုကကျွန်တော်အနောက်နှလုံးပေါင်းရှင်းပရိတ်ပေါ့နော်အလေရဲ့အပိတ်ရဲ့နှလုံးပေါင်းရှင်းပရိတ်ကကျွန်တော်တို့ပုံတူဒီ6ရဲ့6ရဲ့စုပြီးရှိရှိတယ်ခင်ဗျာပုံတူက6ရှိပေါ့နော်ဒါဆိုရင်ဒါထိတ်လိပိတ်၃လုံးပေါင်းရှင်းဒါ၃လုံးပေါင်းရှင်းပေါ့နော် သုံးလုံးပေါင်းပြိဖြစ်ပါတယ်။ဒါကကြတော့ကွာပေါင်းဖြစ်ပါတယ်ခင်ဗျာ။ပြီးတော့ဒီ HD ကကျွန်တော်ရှေးပေါင်းဖြစ်ပါတယ်ပေါ့နော်။ရှေးနှလုံးပေါင်းပြိဖြစ်ပါတယ်။နောက်တစ်ခုဒါကအနောက်နှလုံးပေါင်းရှင်ပြိပေါ့နော်။ Okay ဒါသုံးလုံးပေါင်းကွာပေါင်းရှေးပေါင်းအနောက်ပေါင်းပေါ့နော်။ဒါဆိုရင်ဒီဟာလေးဒီကိုကျွန်တော် ပရိနေထန်ညီတယ်ပရိသေးသေးညီတယ်ပြီးရင်ဒီကွာပေါင်းဒီရှိပေါင်းဒီအနှောင်းနှလုံးပေါင်းရှင်ပရိဒီနဲ့ဆန်းညီတဲ့အချိန်မှာကြံနေတာကကျွန်တော်တို့ဒီမှာတော့တဲ့နှစ်ကွယ်ပဲကြံနေပေါ့နော်အကုန်လုံးနဲ့ကဲညီမယ်ဆိုရင်ပေါ့နော်ခွန်၅တုံးကပါနေမြဲပါနေဆဲဖြစ်ပါတယ်တော်တော်ဒီမှာကျတော့ကျွန်တော်ငါထိစီနေပေါ့နော်ငါခွန်တုံးငါတုံးခွန်ဆိုပြီးတော့ရှိတယ်ဒီပရိဒီနဲ့ထန်ညီလိုက်တဲ့အချိန်မှာတော့သူဒီခွန်၅တုံးတဲ့ရှိပြီးဖြစ်ပါတယ်ပေါ့နော် ခွန်ငါတော့ရင်တော့တတခုကတော့တင်းနကွယ်ပေါ့နော်နိရှင်းရှင်းတဲ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီနှစ်ခုပဲကြံတယ်ပေါ့နော်တရားပေါ်ကဟာဒီတော့ကျွန်တော်မရှင်းပြပြီးတော့ကြိုက်တယ်ဆိုရင်တော့အရင်ထားတင်းတယ်ပေါ့နော်ဒါကျွန်တော်ကွာပေါင်းရှင်းဒီပရိဒီနဲ့ထက်ချုပ်တဲ့အချိန်မှာဒီခွန်ငါတော့ရင်နိရှင်းရှင်းရဲ့အဲ့ဒီနှစ်ခုတော့ကြံနေတယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီ9 3 5 6 5 လွတ်နေတာကတော့ဒီနှစ်ချစ်ချစ်လွတ်တယ်ပေါ့နော်ပြီးရင်ကြံနေတာကဒီ369လေးကြံတယ်ပေါ့နော်369လေးကြံတယ်အကယ်၍ကျွန်တော်တို့မိုက်ရှင်များဒီတုံညာဒီနေ35အပြီးခွေ3ရှင်နေဆိုရင်တော့ဒီမှာတုံညာနေ3တခုရှိတယ်ပေါ့နော်တုံညာနေ3အာပေါ့နော်တော်တော်ကျွန်တော်ဒီပရိတ်ဒီနဲ့တော့ကိုင်းနေမှုရှိဘူးတော်တော်ဒီပရိတ်ဒီနဲ့ပြတ်တက်တယ်ပေါ့နော် ကျွန်တော်တင်တော့ငါးပရိကလည်းရှိတယ်ပေါ့နော်ငါးပရိတဲ့ဒူနီဒူဟန်ရှိတယ်ကျွန်တော်အဲ့မှာတုံညာနေ3ဆိုပြီးတော့ဒီမှာတစ်ခုရှိတယ်ပေါ့နော်တုံညာနေ3တကွက်တော့ရှိတယ်ခင်ဗျာကျွန်တော်အပြည့်ခွေကနေငါးလုံးကိုဆက်ပြီးတော့သုံးရှင်နေဆိုရင်ပေါ့နော်ဒါပရိနဲ့တော့ကျွန်တော်မရှုပ်ထားဘူးအဒီဟာအကုန်ပြပေးထားတယ်ပေါ့နော်ပရိအကုန်ရှုပ်ပြထားတယ်ဆိုတော့ဒီမှာပရိနဲ့ကိနေတာကအဲအပြည့်ခွေကနေငါးလုံးနဲ့ထန်းကြီးမယ်ဆိုရင်တုံညာနေ 3ဆိုပြီးရှိတယ်ပေါ့နော်အဲ့မှာနိနိတိတ233လို့ပေါ့နော်မရှိလို့ထည့်ရှင်တော့ထည့်ပေါ့နော်ဂေတာကကျွန်တော်ဒီပြိနဲ့ဒီနှလုံးပေါင်းရှင်အတန်နဲ့ထည့်ကြီးထားတာဖြစ်ပါတယ်ကျန်နေတာက3ည3ပေါ့နော်ဒီ3ခွန်3ကရှိမှလေးပါပြီးတာခွန်5 3လည်းရှိမှပါပြီးတာကဲရွေးကျွန်တော်မရှိများဒီလုံးပိုင်အားနည်းနည်းလေးအကုန်လုံးတွဲချင်နေဆိုရင်တော့ကျွန်တော်6ခွန်3ရှိတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာ ခွန်9 3ကတိမှာပါပြီးသားပါเนาะဒေဆိုရင်တော့ဒီနေ့၄5ကွဲရ6 9ကွဲပါเนาะ9ကွဲဒေဖြစ်ပါတယ်ပြီးရင်ဒီဟာလေးကိုတော့အားထားတင်နေပါเนาะဒါလည်း3ည2 3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3ည2လျှောက်ကြည့်ရလဲရှိတယ်ပါเนาะ3ည2လျှောက်ကြည့်ရလဲတို့တို့တို့ပြန်ပြပါပါတယ်တို့တို့ဒီမှာခွန်9 3ဒီ3ည2လျှောက်ကြည့်တော့လွတ်တယ်ပါเนาะဒီနေ့ရှိရှိကတော့10ပြိတ်တလုံးထဲတော့ပြိတ် အားသာတဲ့နီးမှာဆိုရင်ကျွန်တော်သုံးပရိလေးရှိတယ်လို့ရှိပရိလေးရှိတယ်လို့ပြောထားတယ်ပေါ့နော်ဒီမှာရှိပရိကင်းညီမတော့ရှိတယ်ခင်ဗျာနိဒိစီအာနန္ဒလုံးပေါင်းရှင်း6ပေါ့နော်နန္ဒလုံးပေါင်းရှင်း6ဖြစ်ပါတယ်နိရှိရှိတဲ့ဖြစ်ပါတယ်ခင်ဗျာโอเคဒါကကျွန်တော်ဒီနီးအရာပေါ့နော်နီးအရာမိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်းမျှဝေရှင်းတာဖြစ်ပါတယ်ဒါ90ရခိုင်နှုန်းပေါ့နော်โอเคကျွန်တော်မိတ်ဆွေများအားလုံးပဲဒီ20နဲ့တစ်ကြိမ်ပါကံပေးလို့ရကြပါစေခင်ဗျာ ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။